မင်္ဂလာပါကျွန်တော်ကတော့ Errors ပဲဖြစ်ပါတယ်။ကဲဒီနေ့ဗီဒီယိုလေးမှာတော့ကျွန်တော်ကဒီ game player တယောက်အနေနဲ့မဖြစ်မနေသိထားတဲ့ဒီ Turbo Gaming Store ဆိုတဲ့ website နဲ့ Telegram bot တခုအကြောင်းပြောပြပေးခြင်းပါတယ်။ဒါနဲ့ဒီ website နဲ့ Telegram bot ကိုဘယ်လိုအသုံးပြုရမလဲဆိုတာမပြောပြခဲ့မှာကျွန်တော်ကဒီဟာကိုဘယ်လိုလိုတွေကသုံးနေလဲ၊ဘာကြောင့်သုံးနေလဲဆိုတာကိုအရင်ပြောပြပေးခြင်းပါတယ်။ပထမအသုံးအနေနဲ့ကတော့စောင်းဝါတာစိတ်မရှိတဲ့သူတွေအတွက်ပါ တကယ်လို့ဒီထဲမှသာလာဝယ်လိုက်မယ်ဆိုရင်ကျွန်တော်တို့ကအကောက်ထဲငွေဖြည့်ထားလိုက်ရုံနဲ့အချိန်မရွေး24နာရီပတ်လုံးဖြည့်သွင်းလို့ရမှာဖြစ်ပြီးတော့9ဝယ်9ရစစ်တန်လည်းရှိတာဖြစ်တဲ့အတွက်ကြောင့်မလို့စောင်းစရာမလိုပဲဂိမ်းအိုက်တန်တွေကိုချက်ချင်းရယူနိုင်ပါပါထပ်ပြီးတော့လည်းကိုကမြန်မာနိုင်ငံကမဟုတ်ပဲထိုင်းနိုင်ငံမှာနေတဲ့သူဆိုရင်လည်းထိုင်းဘတ်ငွေနဲ့ဝယ်ယူနိုင်မှာဖြစ်လို့နိုင်ငံရရမြန်မာတွေအနေနဲ့လည်းလုံးဝအဆင်ပြေသေးမှာပဲဖြစ်ပါတယ်ဒါတက်ချီသေးတာကတော့ကိုကမိုဘိုင်းလက်ကျန်အပြင်အာသာဂိမ်းတွေပါဆော့တဲ့သူဆိုရင်လည်း MMBB ပက်ကြီး AOK မဂျစ်ချက်စားတဲ့ဂိမ်းတွေအပြင်ဂိမ်းမောင်းများတဲ့အိုက်တန်တွေကိုလည်းတနည်း ထဲမှာဝယ်ယူနိုင်တာဖြစ်တဲ့အတွက်လည်းမဖြစ်မနေလာတဲ့နေရာတစ်ခုပါအကျဉ်းချုပ်အနေနဲ့ပြောရမယ်ဆိုရင်တော့လွယ်ကူလင်မြန်တရားရဂဏ်အောင်ယုံကြည်စိတ်ချရပြီးတော့ဂိမ်းအကောက်ရောင်းဝယ်တွေကိုပါဝန်ဆောင်မှုပေးနေတာဖြစ်တဲ့အတွက်မလာပြည့်ရင်နောက်နောက်ရသွားမယ်ဆိုတဲ့နေရာတစ်ခုဆိုရင်လည်းမမှားပါဘူး ။ Okay ဒီလောက်ဆိုရင်ဘာကြောင့်လာတဲ့လဲဘလိုလိုတွေလာတဲ့လဲဆိုတော့ဒီလောက်ပြီးဖြစ်တဲ့အတွက်ကြောင့်မလို့ Telegram ပေါ်ဒါမှမဟုတ် website ထဲမှာဘလိုဝယ်ယူရမလဲဆိုတော့ကိုအသေးစိတ်ပြပြပေးသွားပါမယ်။ပထမအုပ်ဆုံးအနေနဲ့ကတော့ Telegram ပေါ်နဲ့ဝယ်နေကိုပြပြပေးပါမယ်။ Telegram ပေါ်နဲ့ဝယ်မယ်ဆိုရင်တော့ Telegram ရဲ့ server မှာ Tavo Gaming ပေါ်လိုရိုက်ရှာရပါမယ်။ဒီမှာရိုက်ရှာလိုက်ပြီဆိုရင်တော့ကျွန်တော်တို့အပေါ်ဆုံးမှမြင်နေရတဲ့ဒီပေါ်လေးတဲ့ကိုဝင်ရပါမယ်။ဝင်လိုက်ပြီဆိုတော့ကျွန်တော်တို့ဒီမှာမြင်နေရတဲ့ Thrash ဆိုတဲ့ကောင်လေးကိုနှိပ်ကြပါမယ်။ ဒါနဲ့ဒီမှာတခုပြောချင်တာကတော့ Telegram ပေါ်နဲ့ဝင်မယ်ဆိုရင်တော့ဒီမှာ Twitter ဘာမှ account တွေဘာတွေဖွင့်ကြရတော့မလို့ဘူး။ကိုယ့်ရဲ့ Telegram account နဲ့ပဲတန်းဝင်သွားမှာဖြစ်ပါတယ်။ website နဲ့ဝင်မယ်ဆိုရင်တော့ကျွန်တော်တို့က Gmail တွေဘာတွေနဲ့တော့ account ဖွင့်ဖို့လိုအပ်ပါတယ်။ဒီမှာကျွန်တော်က star ကိုနှိပ်လိုက်ပြီဆိုတော့ menu လေးကြားလာမှာဖြစ်ပြီးတော့ကိုကဒါကိုဘယ်လိုသုံးရမလဲ။ဘာညာတည်သွားပြီဆိုရင်တော့ဒီမှာ save me ဆိုတဲ့ account လေးကိုနှိပ်ပြီးတော့တန်းဝင်လို့ရသလိုဒီမှာကျွန်တော်ပြပြတာမရှင်းသေးဘူးဆိုရင်လည်းကျွန်တော်တို့အောက်မှာမြင်နေရတာလေးတွေကိုနှိပ်ပြီးတော့ကြည့်လို့ရပါတယ်။ ကျွန်တော်အနေနဲ့လည်းဒီဗီဒီယိုလေးမှာအစားဆုံးသိချာလေးရှင်းပြပေးမှာဖြစ်တဲ့အတွက်ဒီဗီဒီယိုလေးကိုဒါအစားဆုံးကြည့်မယ်ဆိုရင်တော့နားလည်သွားပါလိမ့်မယ်။ဒါပေမဲ့လည်းဒီကောင်လေးတွေကနေစပြီးတော့အသေးသေးလေးရှင်းပြခြင်းပါတယ်။ကျွန်တော်တို့ကအပေါ်မှာမြင်နေရတဲ့အကောက်ဖွင့်နေခြင်းဆိုတဲ့ကောင်လေးကိုနှိပ်လိုက်မယ်ဆိုရင်တော့ပုံသုံးပုံကြလာမှာဖြစ်ပြီးတော့တစင်ချင်းနေရှင်းပြထားပါတယ်။ဒီအကောက်ဖွင့်နေခြင်းဆိုတာကတော့ website မှာဝယ်တဲ့သူတွေအတွက်ဖြစ်ပြီးတော့ဒီပေါ်ထဲမှာဝယ်မယ်ဆိုရင်တော့ဘာမှရွေရူရူအကောက်ဒီပါးကြီးဖွင့်ရမလို့ပဲနဲ့ကိုဝင်လိုက်တဲ့ Telegram အကောင့်နဲ့ပဲဝင်သွားမှာဖြစ်ပါတယ်။ဒီမှာပြထားတဲ့ပုံလေးတွေကအစ်စ်တွေကိုတော့ကျွန်တော်အနေနဲ့ဒီမှာဒီချာမှာပြောပြတော့ ကိုခဏနေမှာလက်တွေ့လုပ်ပြရင်လည်းရှင်းပြပေးသွားပါမယ်။ကဲဒါနဲ့ဒီမင်းညိုလေးပြောက်သွားရဲဆိုရင်လည်းဒီအောက်က၄00ကွက်လေးကိုနှိပ်ပြီးတော့ဖော်လိုက်ပါ။ဒုတိယတစ်ခုပြတဲ့ငွေပြေနေကြီးရန်ဆိုတဲ့ကောင်လေးကိုနှိပ်ပြီးကြည့်မယ်ဆိုရင်လည်းငွေပြေနေအစင်းတွေကိုပြပြပေးထားတယ်။ပုံသုံးပုံကြာလာမှာပဲဖြစ်ပါရယ်။ဒီအစင်းတွေကိုတော့လက်တွေ့ကြကြကျွန်တော်ရှင်းပြပေးမှာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီပုံလေးတွေကိုတော့ပြောမပြတော့ဘူး။နောက်တစ်ခုကတော့ဈေးဝယ်နေကြီးရန်ဆိုတာဖြစ်ပြီးတော့ပုံလေးပုံကြာလာမှာပါ။ ။နောက်တဲ့အရင်ကောင်းတဲ့ချက်တခုကတော့ဒီဟာကိုကျွန်တော်တို့က application အဖြစ်ဖုန်းထဲမှာလည်းထည့်ထားလို့ရတာပါပဲ။တက်ပြီးတော့လည်း game account တွေဘာတွေရောင်းချင်နေဆိုရင်လည်း game account ရောင်းရဆိုတဲ့ကောင်လေးကိုနှိပ်ပြီးတော့ဒီမှာ Telegram နဲ့ Facebook ဆိုပြီးတော့ကိုကြိုက်တာနဲ့ဆက်သွယ်လို့ရပါတယ်။အဲ့ဒါအပြင်ကိုမှကိုနားမလဲတာကိုစိတ်ကြိုက်မြင်မဲ့နိုင်ဖို့အတွက်လည်းဒီမှာကျွန်တော်တို့နားမလဲသူများမေးရန်ဆိုတဲ့ကောင်လေးကိုနှိပ်ပြီးတော့ကိုမေးချင်တာကိုဒီမှာရေးပြီးတော့အမှန်ကြီးလေးနှိပ်လိုက်မယ်ဆိုရင်တော့ အဒမင်တွေကလိုင်းတက်လာတဲ့အခါကျရင်အသေးစိတ်ဖြေချပေးပါလိမ့်မယ်။ဒီမှာကျွန်တော်ကဘာမှမေးရမရှိတော့ဖြစ်တဲ့အတွက်ကြောင့်မလို့ကန်ဆယ်ကိုနှိပ်လိုက်ပါရစေ။ Okay ကျွန်တော်ဒါလေးတွေကိုရှင်းပြပေးပြီးဆိုတော့အကောက်ပွင့်နာတဲ့ဈေးဝယ်တာကိုပြောပြပါမယ်။ဈေးဝယ်ဖို့အတွက်ဆိုရင်တော့အပေါ်ကိုပြန်သွားပြီးတော့ဈေးဝယ်မီဆိုတဲ့ကောင်လေးကိုနှိပ်လို့ရသလိုဒီအောက်မှာပြထားတဲ့ဒီကောင်လေးကိုနှိပ်ပြီးလို့လည်းဝင်လို့ရပါရစေ။ဒါဆိုကျွန်တော်ဝင်လိုက်ပါမယ်။ဒါနဲ့ကိုကဝင်လိုက်တာပဲ။ဒါပေမဲ့ဘာမှမပေါ်ဘူးဆိုရင်တော့ VPN လေးခံပြီးတော့ဝင်ပေးဖို့လိုပါလိမ့်မယ်။ ကျွန်တော်တို့ကဒီမှာ Telegram ကဝင်လာဖြစ်တဲ့အတွက်ဘာမှအကောင့်တွေပါတွေဖွင့်ရမလို့ဒီမှာ profile ကိုနှဲ့ကြည့်လိုက်တယ်ဆိုရင်ကျွန်တော်တို့ရဲ့ Telegram အကောင့်နဲ့ဝင်လာတာကိုတွေ့ရမှာပါ ဒါဆိုရှော့ဆိုတာကိုပြန်နေလိုက်ပါမယ်ဒီမှာတော့ဂိမ်းပေါင်းများစွာရဲ့ item တွေကိုဝယ်ယူနိုင်ဖို့အတွက်ဆိုရင်ကျွန်တော်တို့ကဂိုးလက်ရှိအကောင့်တွေကိုငွေပြေထားဖို့တော့လိုပါတယ်ငွေပြေဖို့အတွက်ဆိုရင်တော့ဒီမှာအပေါ်ဆုံးက0 just ဆိုတဲ့အကောင့်လေးကိုနှိပ်လို့ရသလိုဒီအောက်ခြေက recharge ဆိုတဲ့အကောင့်လေးကိုနှိပ်လို့လည်းရပါတယ်ဒီမှာကိုကဘာနဲ့ငွေပြေမလဲ KB နဲ့ပြေမလား Win နဲ့ပြေမလားဒါမှမဟုတ်တခြားအရာတွေနဲ့ပြေမလားဆိုပြီးတော့ကြိုက်တာနဲ့ပြေလို့ရပါတယ်ကျွန်တော်ကတော့ Win နဲ့ပဲပြေပြပါမယ်ဝေးနဲ့ပြပြမယ်ဆိုတော့ဝေးဆိုတဲ့အကွက်မှာ copy ဆိုတဲ့ကောင်လေးကိုနှိပ်လိုက်ပါ ်ကေပေးနဲ့ဖြစ်မဲ့ဆိုရင်လည်းကေပေးဆိုတဲ့အကွက်မှာ copy ဆိုတဲ့ကောင်လေးကိုနှိပ်ရပါမယ်။ကဲကျွန်တော်ကဒီမှာ way ဆိုတဲ့ဟာကို copy လုပ်ပြီးပြီဆိုတော့ဝေတဲ့သွားပါမယ်။ဝေတဲ့ရောက်ပြီဆိုရင်တော့ငွေလဲရဲဆိုတဲ့ကောင်လေးကိုနှိပ်ပြီးတော့ကိုနဲ့က copy ယူလာတဲ့ဖုန်းနံပါတ်ကိုထည့်လိုက်ပါမယ်။ရှော့မှာပြထားတဲ့ဖုန်းနံပါတ်နဲ့နှိပ် ဝိမပြရတဲ့ဖုန်းနံပါတ်နဲ့နှိမ်မှန်ပြီဆိုရင်တော့ကျွန်တော်တို့ကဂိမ်းအိုက်တမ်တွေကိုဂုဝယ်ဖို့အတွက်ပဲဖြစ်ဖြစ်နောက်ဝယ်ဖို့အတွက်ပဲဖြစ်ဖြစ်စိတ်ကြိုင်ငွေပမာဏကိုဖြည့်ထားလို့ရပါတယ်။အဲဒါဆိုရင်တော့ကျွန်တော်ကဒီမှာငွေလဲလိုက်ပါပြီ။ဒီမှာကိုကဖြည့်တာကိုအော်တိုသိမ်းထားတာလောက်တယ်ဆိုရင်တော့ရတယ်။မလုပ်ထားဘူးဆိုရင်တော့ဒီဖြည့်တာကိုစကွင်ရှော့ချလိုက်ပါ။ KB နဲ့လွှဲတဲ့သူတွေအနေနဲ့လည်းဒီတိုင်းပဲလုပ်ရပါမယ်။ Okay ကျွန်တော်တို့ကပြေသာပုံယူပြီးသွားပြီဆိုရင်တော့ရှော့ရဲကိုပြန်ဝင်ရပါမယ်။ဒီမှာငွေလဲပုံထည့်ရနှိပ်ပါဆိုတဲ့ကောင်လေးကိုနှိပ်ပြီးတော့ကျွန်တော်တို့ငွေလဲထားတဲ့ပြေသာကိုထည့်ပေးရပါမယ်။ထည့်ပြီးတော့မှဒီမှာဝယ်ငွေဆိုတာကိုနှိပ်လိုက်ပြီးဆိုတာနဲ့သူတို့ကမိနစ်20အတွင်းကိုယ့်ရဲ့ဒီအကောင့်ထဲကိုငွေထည့်ပေးမှာပဲဖြစ်ပါတယ်။ မိနစ်20အတွင်းဆိုတာကလည်းအများကြီးမကြောက်ဘူး5မိနစ်10မိနစ်လောက်ဆိုရင်တော့ရောက်ပါတယ်ကျွန်တော်ဒီမှာဆိုရင်လည်းမိနစ်အနည်းငယ်သာကြာပြီးတော့ငွေရောက်လာပါတယ်ဒီမှာတခုကကျွန်တော်တို့ဒီမှာငွေလဲပြည်တော်ကိုထည့်ပြီးတော့ order တင်လိုက်ပြီဆိုတာနဲ့ Telegram ပေါ်ထဲမှာလည်းဒီလိုစာလေးတွေကြာလာမှာပါ order တင်ပြီးတော့ဆောင်းရတယ်ဆိုတာကလည်းခုနောက်ပိုင်းမှာပြည်တော်အတုတွေလောက်တဲ့သူတွေရှိနေလို့သူတို့ဘက်ကနေပြီးတော့ check in လုပ်နေရတာဖြစ်လို့ကြာတာပါဖြစ်ပါတယ်ဒါပေမဲ့ကျွန်တော်အခုဖိလိုက်တာ2မိနစ်ပဲကြာပါတယ်အကောင့်ထဲကိုလည်းငွေရောက်လာပါတယ် ကဲအကောက်ထဲလဲငွေဖြည့်လို့ပြီးပြီဆိုတော့ကျွန်တော်ကအခုဒိုင်းမွန်ဝယ်ပြမှာပဲဖြစ်ပါတယ်ဒိုင်းမွန်ဝယ်ပြမယ်ဆိုတော့ဒီအောက်ကရှော့ဆိုတဲ့ကောင်ကိုနှိပ်ပြီးတော့ကိုကဒီမှာဘာကင်းရဲ့ item တွေကိုဝယ်ခြင်းလဲဆိုတော့တိုင်းနေတဲ့ရာကိုရေးပြီးတော့ဝယ်လို့ရပါတယ်ကိုက MMB ဒိုင်းမွန်ဝယ်ပြမှာဆိုတော့ဒီမှာမြင်နေရတဲ့ကောင်လေးတွေတဲက MMB ဆိုတဲ့အကွက်ကိုနှိပ်ကြပါမယ် ဒါနဲ့ဒီမှာပထမအဆုံးအကွက်မှာမြင်ရတဲ့ကောင်းလေးကတော့ဂိန်းအကောက်တွေဝယ်ခြင်းနဲ့သူတွေအတွက်ဂိန်းအကောက်တွေပဲဖြစ်ပါတယ်။ဒါကိုပြီးမှပဲတရားရှင်းပြပေးပါမယ်။ကိုက MMB Diamond ကိုပြမှာဆိုတော့ MMB ဆိုတဲ့ကောင်းလေးကိုနှိပ်လိုက်ပါ။နှိပ်လို့ပြီးပြီဆိုရင်တော့ကိုကဒီမှာပထမအဆုံးအကွက်လေးကိုနှိပ်ကြပါမယ်။ဒီမှာဂိန်းအိုင်တန်တွေကိုမဝယ်ခင်မှာ ID အမျိုးသားစစ်ရင်ဆိုတဲ့ကောင်းလေးကိုနှိပ်ပြီးတော့ ID အမျိုးသားစစ်ပါမယ်။ဒီမှာကျွန်တော်ရဲ့ဂိန်းအိုင်ဒီနဲ့ server ID ကိုထည့်လိုက်ပါရယ်။ဒီမှာစစ်ကြည့်လိုက်တယ်ဆိုရင်ပဲကျွန်တော်ရဲ့ server ဖြစ်တဲ့မြန်မာနဲ့အင်္ဂလိပ်နိုင်ငံဖြစ်တဲ့ WindyAirs ကိုတွေ့ရတဲ့အတွက်ကြောင့်မလို့အခုအချက်လက်ကမှန်ကန်ပါရယ်။ ဒါဆိုမှန်ပြီဆိုတော့ဒိုင်းမွန်ဆောက်ဝယ်ပြပါမယ်။ဒီမှာကိုကဒိုင်းမွန်ဘလောက်ဝယ်ချင်တာလဲဆိုတာကိုယူရပါမယ်။ကျွန်တော်ကဒီမှာတထောင်ပဲရှိတာဖြစ်တဲ့အတွက်ကြောင့်မလို့စတလုံးပဲဝယ်ပြပါမယ်။ Pro အနေနဲ့ကတော့ကိုဝယ်ချင်တဲ့ဒိုင်းမွန်ပမာဏပေါ်မူတည်ပြီးတော့ငွေပြေထားဖို့တော့လိုပါလိမ့်မယ်။ကိုကဒိုင်းမွန်စတလုံးဝယ်မယ်ဆိုတော့ဒီအကွက်ကိုထောက်ထောက်ပြီးတော့ကိုကဒီမှာထောက်ပြီးတော့ဒီမှာကိုထဲမဲ့ကရင်ကောက်ရဲ့ဂိမ်း ID နဲ့ server အနီကိုထည့်ရပါမယ်။ ကိုထဲတာမှန်ကန်ပြီဆိုရင်တော့ဒီမှာအချက်လက်များမှန်ကန်ပါသည်ဆိုတဲ့ကောင်းလေးကိုထောက်မယ်ဆိုရင်တော့ကိုရဲ့အင်ကိန်းနှိမ်ကြလာမှာပဲဖြစ်ပါတယ်ဒီမှာကျွန်တော်ရဲ့နှိမ်ကြလာပြီဆိုတော့မှန်ကန်ပြီဖြစ်တဲ့အတွက်မလို့ဝယ်ပြီဆိုတော့ကိုနှိမ့်လိုက်ပါမယ်မဝယ်ခင်မှာတော့ကျွန်တော်ရဲ့ gain account ထဲမှာဒိုင်းဝန်း15လုံးရှိပါတယ် Okay ဒါဆိုဒီမှာကျွန်တော်တို့ကဝယ်လိုက်တဲ့အတွက်ကြောင့်မလို့ကျွန်တော်ရဲ့ gain account ကိုချက်ချင်းပဲဒိုင်းဝန်းရောက်လာပါတယ်ဒီမှာကိုငွေပြည့်တဲ့မှတ်တမ်းဝယ်တဲ့မှတ်တမ်းတွေကိုဒီ order ဆိုတဲ့အထဲမှာလည်းကြည့်လို့ရတယ်လို့ကိုရဲ့ Telegram ပေါ်ထဲမှာလည်းကြည့်လို့ရပါတယ်โอเคဒီလောက်ဆိုရင် Telegram ပေါ်နဲ့ဝယ်နေကိုတိလောက်ပြီလို့တင်ပါတယ်ဒါဆိုထပ်ပြီးတော့ website ားနဲ့ဝယ်နေကိုပြပြပေးပါမယ်ကိုကျွန်တော်တို့က website တွေကဝယ်မယ်ဆိုရင်တော့ကိုမှာရှိတဲ့ browser တစ်ခုကိုဖွင့်လိုက်ပါကျွန်တော်ကတော့ chrome နဲ့ကပဲဝင်ပြပါမယ် chrome နဲ့ကဝင်ပြမယ်ဆိုတော့သူ့ရဲ့ server မှာ turbogamingstore.com လို့ရိုက်ရှာပြီးတော့ဝင်ရပါမယ်ဒီမှာကျွန်တော်တို့ကဝင်လို့မရဘူးဆိုရင်တော့ VPN လေးခံပြီးတော့ဝင်ပေးပါ ဒီမှာ website တွေလည်းရောက်ပြီဆိုတော့အကောင့်တွေဖွင့်ပေးရပါမယ်။ဒါနဲ့ကို့မှာကအရင်အကောင့်ရှိပြီးသားဆိုရင်လည်းအကောင့်ဝင်ရန်ဆိုတာကိုလည်းနှိပ်ပြီးတော့ဝင်လို့ရပါတယ်။အခုမှစဝင်နေသူဆိုရင်လည်းအကောင့်တွေဖွင့်ရန်ဆိုတာကိုနှိပ်လိုက်ပါ။နှိပ်ပြီးပြီဆိုတော့ name ဆိုတဲ့နေရာမှာကိုယ့်ရဲ့နာမည်ကိုရိုက်ထည့်ပေးလိုက်ပါ။ဒုတိယတစ်ခုကတော့ဖုန်းနံပါတ်ဆိုတာဖြစ်ပြီးတော့ကိုယ့်ရဲ့ဖုန်းနံပါတ်အမှန်ကိုထည့်ပေးရပါမယ်။အောက်ကနှစ်ခုကတော့ဒီအကောင့်ရဲ့ password ဖြစ်ပြီးတော့နှစ်ခွက်စလုံးကိုတူတူထားလိုက်ပါ။ပြီးရင်တော့အောက်က INOI Robots ဆိုတဲ့ကောင်လေးကိုအမှန်ကြီးလေးချစ်ပြီးတော့ ကျွန်တော်တို့က register ဆိုတဲ့ကောင်လေးကိုနှိပ်ကြပါမယ်။အလုပ်လုပ်ပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့ကဒီမှာအကောင့်ဖွင့်ရင်အောင်မြင်သွားပြီပဲဖြစ်ပါတယ်။ကိုအကောင့်လဲဖွင့်ပွားပြီဆိုတော့ကျွန်တော်တို့က gate item တွေဝယ်ဖို့အတွက်ကိုနဲ့က Telegram ပေါ်ထဲမှာလုံသွဲရလို့ပဲကျွန်တော်တို့ကဒီအကောင့်ထဲကိုငွေထည့်ပေးရပါမယ်။ ဒီမှာကျွန်တော်ရှိမှတခုပြောဖို့ကြံခဲ့တာကအကောင့်ထဲကိုငွေတင်တဲ့အခါမှာမနက်၈နာရီကနေည၈နာရီအတွင်းငွေလှည့်ပြီး order တင်မှသာကိုယ့်ရဲ့အကောင့်ထဲကိုမိနစ်၃၀အတွင်းရောက်မှာပါတကယ်လို့ည၈နာရီနောက်ပိုင်းမှလုံမယ်ဆိုရင်တော့မနက်၈နာရီရောက်မှသာကိုယ့်ရဲ့အကောင့်ထဲကိုငွေရောက်လာမှာပဲဖြစ်ပါတယ်အခုငွေထဲတာနဲ့ diamond ဝယ်တဲ့အစင်းတွေကိုတော့ရှေးကတယ်လီရန်ဘောနဲ့ဝယ်နေမှာအသေးစိတ်ပြောခဲ့ပြီးဖြစ်တာကြောင့်မလို့ဒီမှာလည်းအဲ့ဒီပုံစံအတိုင်းလုံးဝတူညီတာဖြစ်တဲ့အတွက်ဗီဒီယိုအရင်ရှိမှဆိုလို့ကျွန်တော်ပြောမပြတော့ဘူး နောက်ဆုံးအနေနဲ့ထပ်မံသတိပေးချင်တာတစ်ခုကတော့ဘာဂိန်းအတွက်ပဲလို့လို့တာဝိုဂိမ်းမင်းမှရပြီးတော့ကိုယ်ဝယ်ကိုရလွယ်ကိုလင်းမြန်လုံးတာကြောင့်အခုပဲတွားရောက်ဖို့အကြံပြုချင်ပါသေး။ဒါနဲ့ပတ်သက်တဲ့လေးနွေအားလုံးကိုလည်း Dbro ရဲ့ description မှာချထားပေးပါရစေ။ဒါဆိုတော့ဒီနေ့အတွက်ဗီဒီယိုလေးကတော့ဒီလောက်ပါပဲ။နောက်နေ့ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြပါမယ်။ကျွန်တော်ကတော့ AirOS ပါ။ issue ပေးကြတဲ့တယောက်ချင်းဒီတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်။